ွားငါလည်းပြောမယ်ကဲဘာဖြစ်လို့ခုမရောက်လာခုအပြင်မှာမင်းတို့ဒေါ်သူကြီးကထောင်ထဲမှာမင်းတို့ဒေါ်သူကြီးရှိနေတယ်ဒီမြန်မာပြည်ကနော်တခါလဲသိသွားမှာနောင်ရုံမဲ့ငလင်တန်းထဲမှာအဲဒေါ်သူကြီးနေရနေရငလင်လှုပ်တော့လှုပ်သွားတယ်အဲအားလုံးကြားတယ်နော်မေစုကိုငလင်တန်းထဲတူပါသွားဖို့စူတောင်းနေတဲ့ကောင်တွေရှိနေပါတယ်ဒီကောင်တွေရဲ့ပြောတဲ့စကားတွေကို record ယူထားမှာဖြစ်ပါတယ်မင်းအွန်လိုင်းရောက်မြန်မာနိုင်ငံအခုလိုဖြစ်တာမဟုတ်ဘူးလို့ပြောနေတဲ့အသက်ကြီးပြီးတော့အုံတော့မပါတဲ့ကောင်တွေပေါ့ဗျာကြေတော့နိုင်ငံတိုင်းမှာအစိုးရဆိုတာအရင်လိုအပ်ပါတယ်သူများနိုင်ငံမှာလိုပဲ ဘဝဘေးရန်တွေကိုခံစားနေရပါစေ။တရှိတက်ပြီးတော့အုပ်ချုပ်နေတဲ့သူကသူရဲ့ကယ်ဆယ်ရေးစိတ်ဓာတ်တွေဒါတကယ်ပြည့်ရှင်ရဟန်းရင်တွေအခြားခြားသောတက္ကရာတွေနဲ့ကယ်ဆယ်ပြီးတော့ထုတ်နေကြတာကိုအလုံးသိမှဖြစ်ပါတယ်။ထုတ်ရှားမှုတော့မရှိတော့ပါဘူး။သို့တော်လည်းပဲ fold up လုပ်တဲ့ငလျင်ငယ်လေးတော့လှုပ်ပါတယ်။ကျွန်တော်အခုတကယ်ငလျင်အဓိကဘူချက်ထုတ်ခဲ့တဲ့မန်လေးမျိုးကိုကျွန်တော်ရောက်နေပါတယ်။အသေးဆုံးတဲ့ဒီလက်ရှိပေါ့1002ယောက်ရှိပါတယ်။ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်။ ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်။အဲ့တိတ်တွေကြားထဲမှာပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်။ဒါလည်းကျွန်တော်တို့ဆယ်တင်းရဲ့လုံငါတွေဥစပြီးလုပ်နေပါတယ်။ဒီတဲ့ပုံနိုင်ဖို့ဓာတာတော့များပါတယ်။အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်။ဆိုတော့အခုလိုအပိစကားပြောတာရဲ့တော့ကျွန်တော်တည်င်းဌာနတွေမှာလည်းဆိုတော့ဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတော့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီဒီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွေးတွေပြတ်ထောက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်အဲဒါကတော့ main online အနေနဲ့နိုင်ငံတကာကိုမြန်မာဘာသာနဲ့ပြောပြီးတော့အကူအညီတောင်းခံနေနေထားဖြစ်ပြီးတော့အိန္ဒိယကိုကကောင်းဆောင်နေနဲ့လည်းပြောနေရဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့အကြားမှာမင်းအွန်လိုင်းနေနဲ့အင်္ဂလိပ်လိုမပြောတတ်တဲ့ခါမှာအခုလိုပြောနေရတဲ့အနေအထားကိုကြည်ပြီးလောင်ပြောင်မှုတွေရှိနေပေမယ့်လည်း တို့ရဲ့ဘောမစစ်ကွေးတောက်တိုင်းမီဒီယာအပေါင်းကတော့ဒီလိုမျိုးမင်းအောင်လိုင်းကမြန်မာလူမျိုးတယောက်ဖြစ်ပြီးမြန်မာလူပြောနိုင်တာဟာသူတို့အတွက်တော်တော်လေးကိုမှဘုံယူစရာကောင်းတယ်လို့ပြောနေတာကိုတွေ့ရှိရပါတယ် ော်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တာရင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြီးရိုပရိုဒရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးတွေရရှင်မလို့တော့ပြီကမှာတော့ယနေ့မတ်လ30ရက်နေ့တနင်္ဂနွေနေ့ရမန္တပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီဟာသိုးစစ်တွေကိုနှစ်ပတ်ကြာရပ်တန့်ပြီးလုံခြုံရေးအာမခံချက်ရှိပါကစီတီယံဝန်ထမ်းများနဲ့တကွလင်းငလင်းပေးတဲ့ပြည်သူများအတွက်ရေးပေါ်ကယ်ဆယ်ရေးကုသရေးများဆောင်ရွက်မယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီထိန်းချုပ်နေမြတ်ဖြစ်တဲ့မျိုးကြီးများမှာလုံခြုံရေးအာမခံချက်ရှိပါကမြို့သားညီညွတ်စုရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိသောစီတီအန်ကျွမ်းကျင်ဝင်သားများနေဖြင့်နိုင်ငံတကာအကူအညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်၍ငလင်ဘေးတင်ပြည်သူများကိုအရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတဲ့ငလင်တော်ကြောင့်ပြိုကျပျက်စီးနေသောအိမ်အဆောက်အုံနဲ့လုပ်ငန်းခွင်များမှာပိတ်မိနေတဲ့ပြည်သူများကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလင်ဘေးတင်တည်ဒေသများတွင် မြို့သားညီရွေးဆိုရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တမတော်နေဖြင့်မိမိကိုယ်ကိုခုခံကာကွယ်စစ်မှတပါထိုးစစ်အားလုံးကို30ရက်3025ရက်မှစတင်ကနှစ်ပတ်ကြာရန်နာထားမည်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ဒီကြေညာချက်ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့ဝင်ရောက်ပြောထားတဲ့အနေအထားတစ်ခုမှာတော့လုံးဝကိုမှခွင့်ပြုပါဘူးပြည်သူတွေအနေနဲ့လုံးဝကိုမှ NUG ဆိုရကိုခွင့်ပြုဆိုပြီးတော့ပြောထားတာတွေတွေ့ရှိရပါတယ်ဘာလို့လဲဆိုတော့စစ်ကွေးတွေကိုယုံကြည်ပြီးတော့စစ်ကွေးတွေရဲ့နေမြေတွေကိုတွားရောက်ပြီးတော့ CDN ဝန်ထမ်းတွေနဲ့ကူညီမယ်ဆိုရင်သိကြပါတယ် ီကောင်တွေကယုံကြည်ရတယ်လို့မဟုတ်ဘူးလို့ဤသူတွေကတစ်ထစ်ချကိုယုံကြည်မှုရှိနေတာတော့မှန်ပါပဲဒါနဲ့ပတ်သက်ပြီးတော့ NUG ရဲ့ထုတ်ပြန်မှုကိုဤသူတွေအနေနဲ့လုံးဝခွင့်ပြုကြအောင်လဲမျိုးမျိုးသောနေရာတွေဒေသတိတိကနေပြီးတော့ပြန်လဲပြီးတော့ပြောဆိုထားတာတွေတွေ့ရှိရပါတယ် NUG အနေနဲ့မိမိတို့ထိန်းချုပ်နေမိပြီဖြစ်တဲ့နေရာများကူတာအဓိကထားပြီးတော့ကယ်ဆယ်ရေးတွေစီးမှုနဲ့စစ်ကောင်စီထိန်းချုပ်နေမိတွေကိုလုံးဝတွားရောက်ခြင်းမပြုလို့ရန်အမိထားတဲ့ပြည်သူတွေလည်းစိုးရိမ်မှုပန်းတမ်းမြင်တာဖြစ်တဲ့အတွက် NUG နေနဲ့လည်းဒီလိုမျိုးကိစ္စတွေကိုမလုပ် ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေရင်ဆိုင်နေရတာအလုပ်တီတဲ့အတိုင်းပဲ။အလင်းတန်းသိနေတော့ဘုံတွေကျဲခံနေရတဲ့အချိန်မှာအကြောင်းများယုံကြည်မှုတွေထားမှလဲ။ဒီသူတွေနေနဲ့ကတော့စိတ်မကောင်းဖြစ်ရပေမဲ့လည်းကောင်းစီကိုလုံးဝယုံကြည်လို့မရတဲ့အတွက်ဒီကိစ္စကိုတော့တားမြစ်မှုတွေများပြားနေတော့ဖြစ်ရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ငလင်လုတ်ပြီးတဲ့အချိန်မှာတော့အင်းလေးကင်ရီပြေမော်မှာခူးတွေများစွာပေါ်လာခြင်းနဲ့အင်းထဲမှာခူးတွေတော်တော်များရေမျက်နှာပြေမော်ရောက်လာတဲ့ဗီဒီယိုဖိုင်တွေလည်းတပုံတွေကိုလည်းတွေ့ရှိနေရပါတယ်။ဒီကြတော့မဟုတ်ပေမဲ့လည်းတိရတဲ့တော့ပြောရမယ်ဆိုရင်တော့ ုမြင်ရနေတဲ့ဘောလုံးပေါ်နေတဲ့ Q တွေကငလင်လို့လို့ပေါ်လာတာတော့ပါတံပန်ရှင်ပြောထားသလိုပဲ Q တွေပေါ်လာလို့အမြုပ်တွေပေါ်လာတာမဟုတ်ပါဘူးအဲ့ဒီအမြုပ်တွေဖြစ်လို့ Q တွေပေါ်လာတာဖြစ်နိုင်ပါတယ်လို့လည်းပြောထားပါတယ် PQ တွေကရေကြည်ပြီးစီးဆင်းမှုနေနေတဲ့ငိန်နဲ့ရေမှာရေညှိတွေရေမော်တွေနဲ့ရေရွှမ်းနဲ့ရေပေါက်ပင်တွေကိုစားတောက်နေတိုင်းနေရှိကြပါတယ်ပြီးတော့ Q တွေကအခြားနေရေနေသရဝါတွေလိုပဲရေထဲကအောက်ဆီဂျင်ရောရေပေါ်ကအောက်ဆီဂျင်ရောနဲ့အသက်ရှူနိုင်ပါတယ်လို့ပြောထားပါတယ်ငလုတ်လိုက်တဲ့အခါမှာကန်ချမ်းပြင်မြေစီလောမှာမြေလွာတုံ့နှုတ်မှုတွေဖြစ်ပါမယ် ီးတော့ရေပူချိန်ပြောင်းလဲလဲရှိနိုင်ပါတယ်။ဒီကြီးနောက်ကလည်းထိခိုက်သွားပါမယ်။အဲ့ဒီခါမှာရေထဲမှာရနိုင်တဲ့အောက်ဆီဂျင်လုံရောက်မရခြင်း၊တန်ပြန်ပြင်လှုပ်ရှားမှုကြောင့်ရေနှောသွားခြင်း၊ရေပူချိန်ပြောင်းလဲခြင်းတွေကြောင့်အသက်ရှူဖို့အဖြစ်သွားလို့ဟောလာတာဖြစ်နိုင်ပါတယ်လို့လည်းသုံးသပ်ထားတာတွေရှိရပါတယ်။ဟုတ်တဲ့တဲ့ရင်တော့ရန်ကုန်မှာငလင်ကြီးလှုပ်ခတ်မှုဆိုသောကောလာဟလများကြောင့်ပြည်သူများများသကောင်အချိန်မှာထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းပြီးလမ်းမပေါ်ဒီမှာရှိနေကြကြောင်းသိရှိရပါတယ်မတ်လ30ရက်နေ့နနက်တနားအချိန်မှာငလင်လုတ်ခတ်ပြီးသို့တော့ကောလာလွန်များပြန့်လန့်လာခြင်းဖြစ်ပြီး လမ်းပေါ်မှာနေ၍တတိထားကြရန်အလင်းလမ်းမြူအော်ေပြောဆိုသွားကြသူများကြောင့်ရန်ကုန်မြို့လေကောင်မှာရှိတဲ့မင်္ဂလာတောင်ညွန်းလသာတော်ရာစမ်းချောင်းဘိုးရထောင်းအပေါင်းဝင်အထက်မြင့်တိုက်တာများပြည်သူများလမ်းပေါ်ထွက်ပြေးလာကြကြောင်းသူမှာတနအိကန့်ကြာပြန်တက်သွားကြတော့လဲအများစုမှာမအိတ်ကြတော့မဲလမ်းပေါ်တစုအိမ်တိုက်ခန်းဝေရနိုင်များတွင်စုပေါင်းရင်းနေကြကြောင်းသိရှိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသတင်းများရေကောလာဟာလေးဖြန့်ဝေတာကတော့စစ်ကောင်စီရဲ့ဝါရမိုင်းတွေလည်းအများကြီးရှိတာဖြစ်တဲ့ပြည်သူတွေအနေနဲ့လဲသိုးရိမ်မှုရှိလာဟာအမှားတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ မှန်ကန်တဲ့သတင်းကိုထုတ်ပြန်နိုင်တဲ့အစိုးရမရှိတဲ့အတွက်ပြည်သူတွေအနေနဲ့အခုလိုဖြစ်နေတာကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့တော်တနာစရာကောင်းတဲ့အနေအထားတစ်ခုပါပဲနောက်ထပ်သတင်းတော့မှာတော့နေပြည်တော်မှာရှိတဲ့စေအာနာရှင်အောင်တန်းရွှေတမတော်ဟောင်းတိမ့်စိန်နဲ့လက်ရှိအကြံဖတ်စစ်ကောင်းတော်မင်းအောင်လည်းနေအိမ်များပေါဝင်ကောက်လုံးနဲ့နေအိမ်များစစ်ယုံနဲ့တမတော်အိမ်တော်တို့ငလင်းနဲ့ကြောင့်စူးစူးဝါပျက်စီးမှုဖြစ်ပြီးစစ်အင်ဂျင်နာအဖွဲ့ကချက်ချင်းပြင်နေကြောင်းသိရှိရပါတယ်။တွေ့တွေကတော့သူတို့ရဲ့နေရာတွေကိုပဲအဓိကထားပြီးတော့ပြင်နေတာကိုအားလုံးတွေ့မှာဖြစ်ပါတယ်။ဆက်မျိုးအေးမြကြည်လင်ရက်ကွက်မှာဖွင့်နေထားတဲ့မူကြိုကျောင်းမှာ ကျောင်းသား90ကျော်နဲ့ဆရာမ9ဦးရှိသည့်နဲ့ဆရာမနှင့်ကျောင်းသားအချို့ကအဆောက်အဦမပြုကြမီဖပြေးလူမြောက်ခဲ့တော်လဲတချို့မှာအဆောက်အဦတွေမှာပိတ်မိကြင်ခဲ့ကြောင်းသိရပါတယ်။ပြောတဲ့အချိန်မှာပိတ်မိတဲ့ကလေးကအသက်ရှင်လဲ9ဦးသေဆုံးတဲ့ကလေးက13ဦးထုတ်နိုင်ခဲ့ပါတယ်။မူဂျူကလေးတွေ၄နှစ်နဲ့၄နှစ်အောက်တဲ့ကလေးတွေဖြစ်ပါတယ်။နေကင်းအိတ်ချင်းကြီးဖြစ်တာဆိုတော့ကလေးတွေအိတ်နေချင်းဖြစ်တာဆိုတော့ခေါင်းလေးတွေနဲ့အိတ်နေပြီးဤနေတာဒီတိုင်းတွေးခဲ့ရပါတယ်ဆိုပြီးတော့ ကစေးရေးဖွဲ့တွေကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။တကယ်ကိုမှစိတ်မကောင်းစရာကောင်းတဲ့သတင်းတွေဖြစ်ပါတယ်။ဒီသတင်းမှာတော့မန္တလေးစကိုင်းမီလာကိုနိုမှာပိတ်မိနေသူများကိုကယ်ဆယ်ပေးရန်တဲကနေပြီးတော့အော်ဟေးအကူအညီတောင်းခံသံများပြင်မှာကြားနေရကြောင်းကယ်ဆယ်ရေးလုပ်နေသူတွေကနေပြီးတော့ဗီဒီယိုတွေဖြန့်ဝေခဲ့ပါတယ်။မန္တလေးစကိုင်းမီလာကိုနိုဟာဆက်တက်ထက်အဆောက်အုံ၃လုံးအနက်မှာနှလုံးမှာလုံးဝပြိုကျသွားပြီးကြံအဆောက်အုံ၃လုံးမှာ၄တက်မြေကြီးတွင်းသို့ကျွဝင်သွားပြီးကြံ9ထက်သာမြေပေါ်မှာရှိနေကြောင်းသိရှိရပါတယ်။စကိုင်းမီလာဟာတည်ဤနဲ့ပြိုနေတာပြိုကျတဲ့ပမာဏကအရင်ကြီးတော့ အင်မီနန့်ကြီးတဲ့စရန်တရားကြီးတွေနဲ့မှာကေဆေးလို့ပိုဆင်လို့ပြေလောက်မယ်လို့လဲမန္တလေးဒေသခံပြည်သူတွေကဆိုရပါတယ်။အောင်မေသာဇံမြို့နယ်မှာရှိတဲ့ Sky Miller ဆောက်ဝန်ပြူချမှုမှာလက်ရှိချိန်မှာတော့ရုပ်လောင်း9000ကျော်ရှိထားပြီးအသက်ရှင်လဲကေဆေးနိုင်သူ43ဦးရှိကြောင်းလည်းပြပါတယ်။ဒါကျွန်တော်တို့ Sky Miller ကုန်တို့ရဲ့ယနေ့မနခင်မြင်ဝင်ပေါ့ဗျ။တော်တော်ကိုခက်ခက်ခဲခဲနဲ့ကေဆေးရမယ်အနေထားဖြစ်နေတယ်။ ကဲဒီမှာလည်းညာတော့မှမအေးကြဘူးလို့ကျွန်တော်တို့သိရတယ်ဘောနော်ဒီတမလည်းမီးလောင်နေတာဗျဘယ်လိုမီးလောင်နေလဲကျွန်တော်လည်းဝင်လို့မရသေးဘူးအဲ့ရနေပြီးတော့ဩသန်းလေးငိုးသန်းလေးကြားနေရပါတယ်။ဩသန်းလေးကြားနေတာ ဆက်ပြစ်စီဘာလို့မှလုပ်လို့မရအောင်ဟိုဘချမ်းတော့မစိုးဝင်ရရနော်ဒီဘချမ်းဝင်ဖို့တော်တော်ခက်တယ်ကြည့်လာတယ်ကြားလာကြားတယ်ဥပီးလောင်နော်တော်မုံနဲ့ပြည်သူတွေပြင်မြောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးတော့တရားအာဏာသိမ်းတဲ့စစ်ကွေးမင်းအောင်နိုင်ရဲ့လုပ်ရည်ဒီကြောင့် မြမပြည်သူတွေဟာဘဝဘေးရန်တွေကိုရင်ဆိုင်ရတဲ့အခါမှာလုံးဝကိုကြီးကြံစွာနဲ့မိမိဘာသာမိမိကိုယ်သာရုံးကန်နေရတော့တွေ့နေရပါတယ်နောက်ထပ်သတင်းတော့မှာတော့ပြင်းပင်းနဲ့ 6K ကိုအိုက်ပွဲမှာတည်ဆုံသွားပြီလို့သတင်းလွှင့်ပြီးနေပြီးတော့အခွန်ညွန်ကြားရေးမှုဖြစ်ပြောင်းရွှေ့တောင်းဝင်တန်းဆောင်နေတဲ့ဘုံမှုထင်လင်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ပါငလင်နံရောက်တည်ဆုံသွားကြောင်းသိရပါတယ်အင်းအပြင်းမြေငလင်ရောက်နေပြီးတော့အခွန်ညွန်ကြားရေးမှုချုပ်ဖြစ်ပြောင်းရွှေ့တောင်းဝင်တန်းဆောင်နေတဲ့ဘုံမှုထင်လင်းစော်နဲ့ဇနီးယူစနာကျော် မိဖြစ်သူတို့တိုက်ပီးပြီးဒီဆုံးခဲ့ခြင်းဖြစ်ပါတယ်မူထင်းလင်းစောဟာအသိမ်မြုပ်ဗတ်တန်လန်းနန္ဒဂုံရီတစ္ဆက်ပိုင်ရှင်တမတ်ဖြစ်ပြီးလေးကေကောတိုက်ပွဲမှာဒီဆုံးသွားပြီးဒရင်းလင်းကနေအိမ်ဒီအနားယူနေထိုင်ပြီးမှဤတွင်အခွန်ဦးစီးဌာနဘက်ကိုသွင်ပြောင်းရွှေ့သွားသူဖြစ်ပါတယ်နောက်ထပ်သတင်းတော့မှာတော့နေပြည်တော်နဲ့တကုံးမြို့နယ်တို့မှာရှိတဲ့ဝင်ကြီးဌာနရုံးနဲ့ဝင်တန်းအိမ်ယာမှာငလင်းညောက်အဆောက်အုံပြူကြမှုတွေများစွာဖြစ်ပေါ်ပြီးဒီဆုံးသူဝင်တန်း230ကျော်ရေးအတွက်တိုးမြင့်လာပွဲရှိကြောင်းကိုလည်းကြားပါတယ်လက်ရှိမှာတော့230ရှိသွားပြီဖြစ်ပါတယ် ပြီးတော့လုံမဝင်ကြီးဌာနဝင်ကြီးရုံးပြုချခဲ့ရမှာအမြဲတမ်းတွင်းဝင်ဒုဗိုလ်မူကြီးဟောင်းညွန်ဝင်းမှာတာယံရရှိပြီးသုံးသွားခဲ့ကြောင်းလုံမဝင်ကြီးဌာနမှာဝင်နှန်းများပြလာတာယံရရှိကြောင်းကိုပြင်နိုင်ငံသားရေးဝင်ကြီးဌာနမှာအရာရှိတချို့နဲ့ဝင်နှန်းများလာတာယံရရှိကြောင်းတခြားသောဝင်ကြီးဌာနများလည်းတာယံရရှိသူများပြီးသိဆုံးသူလည်းများပြနေကြောင်းသိရှိကြပါတယ်။လက်ရှိမှာနေပြီးတော့ရှိဝင်နှန်းများနဲ့ဝင်နှန်းမိသားစုများအားလုံးဟာလမ်းမပေါ်တွင်လာနေထိုင်အိပ်ဆက်ကြပြီးဝင်နှန်းအရာအများစုမှာနေထိုင်ရန်မသင့်တော်သောသည့်ချိန်တို့ရောက်ရှိသွားကြောင်းလည်းသိရှိရပါတယ်။မြန်မာနိုင်ငံက ီသူတွေကိုနေ့စဉ်နဲ့အမျှဘုံကျဲတက်ဖြတ်နေတဲ့မင်းရောင်တိုင်းကိုအားပေးထောက်ခံနေတဲ့စစ်တောက်တိုင်းတွေလည်းဥဆိုရင်တော်တော်များကြီးကြိုက်မှုတွေမူပြင်းထန်နေတော့တွေ့ရပါတယ်။ဒါတွေကဘာကြောင့်ဖြစ်လာလဲဆိုတာကတော့အလုံးတွေးကြည့်ုံနဲ့သိနိုင်ပါတယ်။မြန်မာနိုင်ငံမှာမင်းရောင်တိုင်းကိုထိုင်းနိုင်ငံကဖိတ်ခေါ်တဲ့အချိန်မှာလဲထိုင်းနိုင်ငံမှာဘဝပြတ်သွားတာပေါ့ဗျာ။အိမ်တုန်းကမေစုအနေနဲ့မင်းရောင်တိုင်းကိုကက်တင်ဖို့လုပ်ခဲ့တဲ့အခါမှာလဲမေစုကလည်းဒီကန်တရားကိုထပ်မံဝေခွဲယူလိုက်ပြီးတော့အခုလိုမျိုး NCC ကနေပြီးတော့ဖန်ဝင်ရန်ထုတ်ထားမှာပါဝင်ခဲ့တယ်လို့ ိုင်းနိုင်ငံနေနဲ့လည်းလက်ရှိအချိန်မှာမင်းအောင်နိုင်ကိုဖိတ်ခေါ်မှုကြောင့်တိုင်းနိုင်ငံလည်းပါတော့တေးကြပါပဲနေမော်လွယ်72မိနစ်ခန့်မှာမန္တလေးမြို့အရှိမြောက်ဘက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီးမြေအောက်10ကီလိုမီတာခန့်အကွာမှာရုရှားစကေးခွန်တက်သမ9အဆင့်ရှိပြင်းထန်ငလင်းလောက်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်းအဖြစ်တနိုင်ငံလုံးအတိုင်းတာအနေနဲ့58ခုခန့်လောက်ခတ်ခဲ့တယ်လို့သိရပါတယ်နေပြီးတော့မှာပြီးခဲ့တဲ့ညမှာလည်း2နာရီကြားတခါမြို့နယ်အသီးသီးမှာငလင်းများလောက်ခတ်ခဲ့ပြီး မနက်စောလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာပုံမူလှုပ်ခတ်ခဲ့တာကြောင့်စေယုံကျုံထဲမှာထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့လူသေးဆုံးမှုတွေလည်းရှိခဲ့တယ်လို့နေပြည်တော်စစ်တပ်အတိုင်းဝိုင်းသတင်းရင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီလက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနမူဖာမှညွှန်ကြားရင်းမူကြားတဦးဟာလည်းငလျင်လှုပ်ခတ်မှုကြောင့်ရုံးဌာနမှာပဲတည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။နေပြည်တော်ဝန်ထမ်းတွေနေထိုင်တဲ့အင်အားတိုက်အလုံး၁၀နဲ့ချီလဲပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ပြီးဝန်ထမ်းမိသားစုတွေဟာ နီးစရာဖုံးချောင်းတွေမှာရွှေ့ပြောင်းနေတိုင်းနေကြရတယ်လို့သိရပါဗျ။မလင်လောက်ခတ်မှုကြောင့်စစ်ကောင်စီလုံတမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်တည်ဆုံးခဲ့ပြီးဝင်ကြီးဒုဝင်ကြီးနဲ့ဝန်ထမ်းအချို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လုံတမားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဥညွန်ဝင်ဒုတိယဗိုလ်မှူးကြီးငိမ့်ဟာလည်းမနေ့ကမလ28ရက်နေ့ငလင်လောက်ခတ်မှုကြောင့်မျက်နှာကျက်ကြောက်ပြားများဝမ်းပိုက်ကိုစိုက်ဝင်ပြီးတည်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။လူမှုဘူလုံရေးအဖွဲ့အမျိုးသားအဆင့် တုံးမွင့်ဆိုင်အစီဝေကျင်းပနေတဲ့အချိန်ငလင်လှုပ်ခတ်ခဲ့တာကြောင့်အခုလိုတေဆုံးခဲ့တာဖြစ်ပြီးဝင်ကြီးဒုဝင်ကြီးနဲ့ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဥဒရတိတိမြို့နယ်မှာရှိတဲ့လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်ဝန်ထမ်းအင်အားများလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။နေပြည်တော်တရားရုံးချုပ်ရုံးဟာလည်းပြိုကျခဲ့ပြီးအသေးပြောက်များနိုင်တယ်လို့သိရပါပေမဲ့တေဆုံးထိခိုက်သူဥယေကိုတော့မြို့တော်အနေနဲ့အတိမပြုနိုင်သေးပါဘူး။လူမှုဖူလုံရေးရုံးလည်းပြိုကျပျက်စီးခဲ့ပြီးဝန်ထမ်းတွေထိခိုက်မှုတိတ်မရှိဘူးလို့သိရပါဗျ။ နေပြည်တော်ကအမှတ်38အမြောက်တန်းရင်စစ်တီအင်ယာတွေလည်းပျက်စီးပြိုကျမှုတွေရှိခဲ့ပြီးတဦးတေဆုံးကနှစ်ဦးဒဏ်ရာရတယ်လက်ရှိအချိန်အထိစစ်တီများကိုအဆောင်နဲ့ပြန်ပေးမဝင်သေးပဲတွင်းမြင့်နေမှာပဲအားလုံးစုပြီးနေခိုင်းထားတယ်နေပြည်တော်မှာကညကလည်းနှစ်နာရီကြားတစ်ခါငလင်ကလှုပ်နေတာဒီမနက်စောစောလှုပ်ခဲ့တဲ့ငလင်ကပြင်းအားများတယ်ဒီမနက်လှုပ်တဲ့ငလင်ကြောင့်စင်ယုံချုပ်ထဲမှာအဆောက်အဦပြိုကျပြီးထိခိုက်ပျက်စီးမှုတွေရောတေဆုံးမှုတွေရောထပ်ရှိနိုင်တယ်နေပြည်တော်စစ်ဆေးရုံမှာလည်းခွဲစိတ်ခံပြိုကျတော့ လူနာတွေလည်းမနေ့ကညနေအထိအပြင်မှာပဲနေကြရတယ်လို့စစ်တပ်အတိုင်းဝိုင်းသတင်းရင်းမြစ်ထံကသိရပါဗျ။နေပြီးတော့ပြမနာမြို့ကိုရက်ွက်ရှိအိမ်တော်တော်များများလဲပြိုကျပျက်စီးမှုများရှိခဲ့ပြီးဘိုးကျုံလန်းဘိုးလက်ရလန်းဘိုးတောက်ထိန်လန်းမင်္ဂလာရက်ွက်တို့ဟာထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တယ်လို့သိရပါဗျ။အုတ်တိုင်းပြည်ချင်းအဆောက်အဦပြိုကျခြင်းတို့ကြောင့်ထိခိုက်တိုက်ဆုံးသူရာနဲ့ရှိရှိနိုင်ပြီးလက်ရှိအချိန်ထိပြိုကျအဆောက်အဦအတွင်းထုတ်မြရသေးတာကြီးလဲရှိနေသေးတယ်လို့သိရပါဗျ။ ဟာသွားချလိုက် KDB သွားလိုက်ဟမ်မင်းတို့လိုအောက်တန်းသားကြီးနော်အဲ့ဒါပြီးရင်ကိုကကိုလုပ်ချင်တာလုပ်ပြီးအဆိုးရမကောင်းလို့လို့လွှဲလွှဲချတဲ့အောက်ဆိုင်အောက်တန်းသားတစ်သက်ဦးမင်းအောင်လိုက်အုပ်ချုပ်လို့တယ်ဦးမင်းအောင်လိုက်အုပ်ချုပ်လို့ဦးမင်းအောင်လိုက်ဘာမှမဖြစ်ဘူးလက်ရှိဖြစ်နေတာပြည်သူလူထုဖြစ်နေတာနော်မကောင်းလူဆိုတာကကောင်းတဲ့စိတ်ကိုမွေးရမှာနှလုံးသားလှလှထားရမှာနော်ဦးမင်းအောင်လိုက်ဦးမင်းအောင်လိုက်အုပ်ချုပ်လို့အခုလိုဖြစ်နေတော့ဦးမင်းအောင်လိုက်ဘာဖြစ်လို့လဲအယိုးရေကဦးမင်းအောင်လိုက်အုပ်ချုပ်တာလားဦးမင်းအောင်လိုက်ကြောင်းလည်းမဟုတ်ဘူးနော်အဲ့တော့မင်းတို့လည်းပြောမယ်ဆိုလည်းဒေါ်စုကြည်ကြောင်းကလည်းပြောမယ်ခဲ့ဘာဖြစ်လို့ ုမရောင်းလာခုအပြင်မှာမင်းတို့ဒေါ်စုကြီးကထောင်ထဲမှာမင်းတို့ဒေါ်စုကြီးရှိနေသေးဒီမြမာပြည်ကနော်တခါလဲသိသွားမှာနားယုံမယ်အဲ့ငလင်တန်းထဲမှာအဲ့ဒေါ်စုကြီးနေရနေရငလင်လှုပ်တော့လှုပ်သွားအဲအားလုံးကြားတယ်နော်မေစုကိုငလင်တန်းထဲတူပါသွားဖို့စူတောင်းနေတဲ့ကောင်တွေရှိနေပါတယ်ဒီကောင်တွေရဲ့ပြောတဲ့စကားတွေကို record ယူထားမှာဖြစ်ပါတယ်မင်းအောင်လိုင်းကြောင့်မြန်မာနိုင်ငံကအခုလိုဖြစ်တာမဟုတ်ဘူးလို့ပြောနေတဲ့အသက်ကြီးပြီးတော့အုံတော့မပါတဲ့ကောင်တွေပေါ့ဗျာတကယ်တော့နိုင်ငံတိုင်းမှာစိုးရဆိုတာအရင်လိုအပ်ပါတယ်သူများနိုင်ငံမှာလိုပဲ ဘဝဘေးရန်တွေကိုခံစားနေရပါစေ။လက်ရှိတက်ပြီးတော့အုပ်ချုပ်နေတဲ့သူကသူရဲ့ကယ်ဆယ်ရေးစိတ်ဓာတ်တွေတကယ်ပြည့်ရှင်ရဟန်းရင်တွေအခြားခြားသောသကိရိယာတွေနဲ့ကယ်ဆယ်ပြီးတော့ထုတ်နေကြတာကိုအားလုံးသိမှဖြစ်ပါတယ်။ဘယ်နေလို့တယ်လို့ပြောမင်းတို့ဘာပြောမလဲ။အခုချိန်ထိစောက်သည့်တရားမရှိဘူး။မင်းတို့ရေတဘူးလားလူလား။ဟမ်။ဒီခွေးတွေကိုရေဘူးလူတာတော့ကိုသူ့တွေအတိတရားရှိလို့ထင်နေတဲ့ကောင်တောင်ကလည်းဒီမနိုင်ငံမှာရှင်းပြရမယ့်ကောင်တွေပါပါတယ်။မင်းတို့ဒီချိန်မှာလက်နက်တွေရက်တင်ပြီးမင်းတို့တွေတောင်ဒီတိုင်းပြတ်တော့ပါ။ မင်းတို့လက်နဲ့ကင်တဲ့ကောင်တွေကအကုန်လုံးအဖက်မောက်လို့တာမင်းတို့ PDF တွေလာပြီးလီယိုလာပြီးမှာမင်းတို့ PDF ဘယ်ဆောက်ဆံလဲပြင်မယ်ဟမ်မင်းတို့ကဆိုရတရားဝင်ဆိုရလက်ရှိမှာတေချာအတိမပြုတ်နိုင်သေးပေမဲ့ဘာသာပေါင်းစုံကယဟန်ရှင်လူပြည်သူလူထုတေဆုံးသူအရေတွက်ဟာထောင်ပေါင်းများစွာထိရှိနေမယ်လို့အကြမ်းဖျင်းခန့်မှန်းချက်တွေတွေ့ထားပါတယ်ဒါဟာကိန်းကနံတက်တက်မဟုတ်ပါဘူးဒါဟာဒဇင်းတွေမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ ချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့မေတ္တာစုညီကိုမောင်နှမဆွေမျိုးသားချင်းတိုက်ပြီလို့ထုတ်ဖြစ်ပါတယ်။ဒါဟာအဖို့ဖွားတွေမြခင်ဖခင်တွေတမီးငယ်တန်းငယ်တွေဖြစ်ပါတယ်။ဒီထဲမှာအယွင်မြောက်သေးသူတွေပါသွားတာကိုလည်းသိရပါတယ်။ဘလောက်တော့မှတိုက်ပြီအတွက်ဆုံဆုံနေတာပွဲဖြစ်ပါတယ်။ဘလောက်တော့မှစောစည်းစွာကျွလွန်းအလဟတာဖြစ်သွားတဲ့ဘဝတွေပါလေ။ပြင်းအားခုနှစ်တတ်တော့မှခုနှစ်ရှိတဲ့ငလင်တန်ကြောင့် တိုင်းပြည်ရဲ့တတနိကအဆောက်အဦအမွေအနည်းအဆောက်အဦတွေပါအပါဝန်လူနယ်အဆောက်အဦတွေစီးပွားရေးလုပ်ငန်းတွေလန်ဒရာတွေပြုတ်ကျပျက်စီးခဲ့ပြီးဒါဟာနိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်နိုင်ငံတော်ကမြို့ပေါင်း80နီးပါးမှာငလင်ဒန်ခန်စားရပြီးအထူးသဖြင့်နိုင်ငံအတွက်တံဖူးကြီးမားလာတဲ့အမွေနစ်များတည်ရှိရာမန္တလေးစကိုင်းအင်းဝတ်တို့မှာပျက်စီးဆုံးရှုံးမှုတွေကိုတွေ့ရတာဟာ ဖြေမစင်နိုင်စရာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ဘုရားစတိပတုအမွေနစ်တွေပျက်စီးချစ်ခိုက်ရတဲ့အပြင် အစ္စလမ်ဘာသာဝင်များရဲ့ရမဒန်ဥပုလရမျက်ချင်းခါမှာဒီခုလိုဝင်နေပေါ်ရာ ဖြစ်ရဆုံးတဲ့ကြုံတွေ့ရပြီးရှဲဟောင်းဘလီတွေချစ်ခိုက်ပျက်စီးသွားတာကိုတွေ့ရတာဟာလေယူချုံးရဖြစ်ပေါ်ရာပါပဲချစ်ခိုက်တဲ့ဆုံးခေရတဲ့အစ္စလမ်ဘာသာဝင်တို့အချင်းစီအတွက်မိသားစုများနဲ့အတူ ဝန်နေကျက်ရပါတယ်။ငလေလုတ်ချိန်မှာပရိယတိစပေများတင်အန်လေလာနေကြတဲ့ယဟန်တကတော်များပြန်လွန်တော်မူထိခိုက်ကြရတဲ့တရင်ကြောင့်လဲစိတ်နှလုံးညှို့ချုံယူကြုံးမရဖြစ်ရပါတယ်။ဒူအချင်းစီတိုင်းတန်ကတဘာချင်းစီတိုင်းအတွက်ဆူတောင်းပေးနေပါတယ်။ဒီပဲလိုပါတယ်။အချင်းမြေးလာပါကျွန်တော်တို့အမြဲတကားဖွင့်ထားပါတယ်။တတိုင်းပြည်လုံးကလင်ဘဲတန်နဲ့ချုပ်တွေ့ရနေချင်း take land ချိန်နဲ့ပူပင်တော့ကခန်းစားနေရအချိန်မှာကိုပဲအရတလူထုကိုစစ်ကောင်စီကအကြမ်းဖက်လေကြောင်းတက်ခိုက်ခဲ့တာကိုအပြင်းထန်ပြစ်တင်ဆုံးချပါတယ်။တခါတော့ဖြစ်ဖြစ်လူစစ်လေးမမွေးနေကြဘူးလားလို့မေကွန်းထုတ်လိုက်ချင်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာဆိုရတဲ့အဖြစ်ပြက်တွေနဲ့ရင်ဆိုင်ရချိန်မှာတိုင်းကျွန်တော်တို့လူထုဟာသူ့အုပ်ကိုသူ့လက်တွဲဖဲကိုထုမပြီးမမပြန်ရနိုင်ခဲ့ကြတယ်လို့အခုလဲပြည်သူအားညီညွတ်မှု အားနဲ့ဒီဖြစ်ရဆိုးကြီးကနေယုံထနိုင်ကြမယ်ဆိုတာကျွန်တော်အနေနဲ့အနည်းငယ်မြတန်တရားမရှိပါဘူးဝန်နေစာတွေအတွက်ကျွန်တော်တို့အတူတူဝန်နေကြပါမယ်အဲအားလုံးပဲဒါကတော့ NUG ဆိုးရကနေပြီးတော့ပြောသွားတာဖြစ်ပါတယ်မင်းရောက်နိုင်အနေနဲ့တစ်ခါတော့လူစိတ်ရှိစမ်းပါဆိုပြီးပြောသွားတာဖြစ်ပေမဲ့လည်းမင်းရောက်နိုင်ကတော့ဘယ်တော့မှလူစိတ်ရှိမှာမဟုတ်ပါဘူးလူစိတ်မရှိလို့လည်းမြန်မာနိုင်ငံကလက်ရှိအချိန်မှာ၄နှစ်ကျော် ကာလအတွင်းမှာဟိုးအောက်ဆုံးကြီးထိုးကြတဲ့အနေအထားတစ်ခုရောက်သွားတာလည်းအားလုံးသိမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးလူစိတ်မရှိတဲ့စခွေးတွေကိုညံဆုံးတာမောင်းထုတ်နိုင်ဘူးဆိုရင်နောင်နောင်ဒီမှာကြုံလာခဲ့မဲ့ ဘဝဘေးရန်တရေကိုလေကျွန်တော်တို့တွေရင်ဆိုင်နိုင်မှုမလွယ်ပါဘူး။ဘာလဲဆိုတော့ဆိုရနဲ့ပြည်သူပြည်သူနဲ့အစိုးရကြီးခင်ရင်းနှီးမှုမရှိရင်တော့ကျွန်တော်တို့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာကယ်ဆယ်မှုတွေကိုအကောင်းဆုံးဆိုရအနေနဲ့တစ်တက်အနေနဲ့ဝင်ရောက်ပြီးတော့ပေါင်းဝင်ကူညီပေးနေကြပါမယ်။မြန်မာနိုင်ငံမှာကတော့တော်တော်လေးဟိုမှာပြည်သူပြည်သူချင်းပြန်လဲကူညီနေရတဲ့အနေအထားတစ်ခုကိုရောက်နေတာပါ။အားလုံးပဲဒီဗီဒီယိုလေးတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ပြပေးပါမယ်ဖြစ်တဲ့ကျွန်တော်ရဲ့ကိုဂျစ်ဂရီ channel လေးကိုလိုက်ရန် subscribe လုပ်လင်လိုက်ရန် subscribe ပါပြီ။ဘေးကခေါင်းလုံးတွေနေထားခြင်းမြင်အလားတမျှမြန်မာနိုင်ငံရဲ့တည်နေနေ အားလုံးကိုကြည့်ရဖြစ်ပါတယ်မြို့တွေအားလုံးပဲဒီပေးဒီပေးနဲ့အေဘီတွေညမှအမြန်ဆုံးကျင်းဝေးကြပါလိမ့်လို့ညကအောင်းပေးလိုက်ပါတယ်